အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာ3ရက်နေ့ကမ္ဘာအနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြည့်ရအောင်ပါဒီတစ်ခါ Venezuela နဲ့ US အရေးနဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ Al Jazeera တို့ CNN တို့ဖက်ကောင်ဘာလို့တင်ပြဆွေးနွေးခဲ့လဲဆိုတော့အဓိကထားပြီးမှပဲဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အခု Venezuela ကစစ်တပ်များကိုအကြီးစားချထားရန်ပြင်ဆင်ထားခဲ့တယ်ဆိုမှပြောနေကြတယ် CNN ကတော့ဘယ်လိုပြောသွားလဲဆိုတော့ US က Venezuela ရဲ့အဒွင်းထဲချီကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်ဆိုပြီးမှတော့ပြောထားပါတယ်။ပုံမှန်သောအဖြစ်တော့ဒီ Fox News တို့ North Sky News တို့ channel နိုင်ငံတွေကတော့ Venezuela ကို US ကတော့ပြီးမှတိုက်ခိုက်ဖို့မကြီးရွယ်ပါဘူးလို့ပဲပြောနေပြောနေကြတာများတယ်ပေါ့နော်။အခုဒီတစ်ခါတော့ CNN ကအော်မပြောခဲ့လေပေါ့ဗျာ။ So CNN တို့ Al Jazeera တို့ပေါ့ဗျာ။လုံးဝ Trump အစုအယကိုဆက်ကျင်တဲ့3 media တွေကအော် ။ဘာလို့ပြောခဲ့လဲဆိုတော့အခုကျွန်တော်ကတင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်။အခုကဒီ Venezuela ဖက်က Venezuela ရဲ့ Defense Minister ကကိုယေဝန်ကြီးကဘလို့ပြောခဲ့လဲဆိုတော့သူတို့ကမေပင်ကနဲ့ပြစ်မှုရှိတယ်၊လေကနဲ့ပြစ်မှုရှိတယ်၊ရေကနဲ့ပြစ်မှုရှိတယ်၊မင်ကနဲ့ပြစ်မှုရှိတယ်အပလိုက်နဲ့ဆုံလိုက်နဲ့ဗင်နီဇူလာဖက်ကပြစ်မှုရှိတယ် အခုကမေပြည်မှာတက်သားတွေတောင်းနဲ့ချီပြီးမှလွတ်လာတယ်လေးလေးပေါ်မှာတော့တိုက်လေရင်တွေကအစအကုန်လုံးဒီဒီကကိုရင်ဒုံးချေကကိုရင်ကအစအကုန်လုံးပြစီမှုတွေလွတ်လာတယ်ပြည်နယ်ပေါ်မှာလည်းပြစီရင်လွတ်လာတယ်တက်သားတွေအများကြီးချက်ထားလာတယ်အင်အားအများကြီးဗင်နီဇွဲလာရဲ့အခြေတဝင်းမှာပြန်ဖြတ်တယ်ဒါတော့မကဘူးပီတူစစ်ပီတူစစ်တွေကိုပါပီပီဒွီပီဒွီမှာပေါ့နော်နေရယူထားဖို့အတင်း လုတ်ဖို့ ready ဖြစ်ဖို့ Venezuela တမရ Venezuela ကနူးဆော်ခဲ့တယ်ပေါ့ဆိုတော့ဒီ router ရဲ့တရင်း media အရဆိုတော့ Venezuela က US ကိုတော့တိုက်ခိုက်ပြီးနိုင်မှာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူတို့က Corolla style နဲ့ပေါ့ Corolla style ချုံခိုး style နဲ့ထင်းထင်းကြီးကြီးလောင်းတွေကိုသူတို့ကလေ့ကျင့်နေတယ်ပြီးတော့ P2 military P2 စစ်တွင်ကို ့ဘီလိုပြောမလဲတူးချက်အတုံးချလာတယ်တဲ့ပြီးတူးစစ်ကပြည်တွင်းမှာပဲတာဝန်ယူမယ်စစ်သားတွေတပ်သားတွေကဟိုအပြင်ဖက်မှာ front line မှာနေရယူမယ်တဲ့ဆိုတော့နိုင်ငံနိုင်ငံတော်လုံးချုပ်ရဲ့အခြေအနေကိုတူးတက်စေရန်ဆိုပြီးမှပဲစစ်တပ်ကိုအပြည့်အဝ ready ဖြစ်ဖို့ပြင်ဆင်နေကြတယ်အခုကလုံးဝ massive flow တဲ့ပေါ့လုံးဝလုံးဝကိုဒီ venezuela ဖက်ကပြင်ဆင်မှုအကြီးစားကြီးတွေကိုလောက်လာကျွန်တော်တို့သွားတရီထားမိတယ်ဒါဆိုတော့ကျွန်တော်တို့ video ကိုကြည့်ပြီးမှပဲကြည့်ကြည့်ရအောင် ဘလောက်ထီတောင်းသူတို့ရဲ့ပြည်စီမှုကအကြီးမားခဲ့တယ်ဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်နော် alright hold on guys ရပြီကျွန်တော်ခုနပြောတဲ့အတိုင်းပါပဲဂုံးမေပေါ်ကနေ rocket ကအစလေချောင်းကကိုရေးစနစ်ကအစပင်လေပေါ်ကနေမင်းပေါ်ကနေအကုန်လုံးပြည်စီနေကြတယ်ဗင်ဇိုလာက countrywide military exercises amid growing countrywide venezuela ye tanai ngai ni pa military exercise lok de si ye le chim In lok us venezuela's defense minister inspected air defense systems and warned washington about any attack so venezuela ye military defense ka le ka ko ye sin ni ye kru ya ri ko to bi to overthrow the government the military exercises were held as President Nicolas Maduro signed into law a new national defense framework. New national defense. Kako yi wun chine patta pima upure atid dinko Venezuela tamra ka lema ye tu thara shide. Integrate civilian military forces. So it is civilian ko pitu lu si ye ya wun pa me sura upure Tani apa pyo ya musa di kesa ka lungke ne လွန်ခဲ့တဲ့ဒီနှစ်လတုန်းကပေါ့နော်စက်တင်ဘာလတုန်းကဗင်နီဇိုလာကပီတူလူ2ရဲ့9မီလီယံလောက်ပေါ့ပီတူလူ2 5မီလီယံလောက်ငါးတန်းလောက်ကိုစစ်ရေးအင်အားမှလိုအပ်တယ်ဆိုတော့ပြောခဲ့ဖူးတယ်အခုကတကယ်လို့အများ US ကတိုက်ခိုက်နေမယ်ဆိုတော့ပီတူလူ2အလုံးကစစ်ရေးမဝင်ပါမယ်ဆိုပြီးမှဥပဒေတည်တည်ထွက်လာတယ်ပေါ့နော် partir de este momento al firmar esta ley by signing this law all integral defense commands that bring together all public institutions of the Venezuelan state, the military and all popular power must be activated at dawn. So by signing this, the order must be activated for integral defense commands to be established, structured and put to work in order to be prepared. So no PC no long what see ye at a taika ye PC Maduro says US President Donald Trump is trying to overthrow him. Trump denies that. Maduro ka Donald Trump ko Venezuela ko labi ma tai kai phu ka Venezuela ye asu ko a pyaung le lo chin na su bi ma Donald Trump ka ro a ra ba de. တော့ Trump ကတော့ပြောနေတယ်ကျွန်တော်က Venezuela အစုရပြောင်းလဲဖို့ position မရှိပါဘူးဆိုတော့ပြောနေတယ်ပေါ့နော် despite to build up of US naval forces in the region the washington says is part of what it described ဟုတ်ဒါက US ရဲ့စစ်အင်အားတွေကို Venezuela ဖက်မှာမနေ့မနေ့တနေ့ကလည်းမနေ့ကလည်း Latin America ကိုရောက်နေပြီပေါ့နော် drugs the US has bombed more than a so US ကတော့ this is country is ready to US ကတော့ဒီကတော့ဒီမူကြီးစေဝါတိုက်ခိုက်ရေးကိုလှုပ်တာပါမူကြီးစေဝါကိုနှင်းနှင်းရေးလှုပ်တာပါဆိုတာပြောနေတယ်ဆိုတော့ဆေးလေးတွင်ကို US က30ကျော်ဘုံချပလိုက်တယ်အဲ့ဒီမှာလူ90နဲ့6ယောက်သေတယ်ပေါ့နော် respond to any US military escalation de ir contra la guerra. We're lovers of peace. We do not want war either here or anywhere in the world. But if they come to touch Venezuela, they will find us here. So, no, 这侬若个年轻人留拉多吧，谁顾么留拉吧？咱们这侬若顾拉提的，是喏，美国个这侬若顾今年也嘛别追嘛吧，送嘛吧，今年也嘛今年也嘛别送嘛吧，是吧？表内的不咯？He's concerned of what Washington may be planning. saying US military operations in the Caribbean violate international law. France added its voice to increasing concern of what Washington may French French Garo, US Tataga Kulu Mio, Venezuela Pema, and Ache Bima, Nea Utara Garo, Nangaka Ubri, Uchupada, Besubimaro, Pitin Shoshare, Lubio Yamabo, Daga El Jira Gabutarekisaba. Planning saying U.S. military operations in the Caribbean violate international law. U.S. military operation in Caribbean. Caribbean my U.S. assistant ye ku international lang ay chupaw la chayo chayo le mesu ma friends ka ro we phan The U.S. has been rapidly increasing its military presence in the Caribbean, Since August, more than 10,000 American soldiers and fighter jets have been deployed near Venezuela. Venezuela na ama August la rung ka no tatta khu se ya thong thong da tong jo ye pi lo tai le yin nyin ye ne ya cha tha bi da phin ne August la rung ka no. It's the largest deployment of US forces in the region in decades. So lo se ni da rui ma di ka sa ka a chi ma song do US jet a chi ma song do ne ya cha tha mo phin ne de bo. And as we mentioned, the US Navy's largest aircraft carrier, the Gerald R. -R Ford, has now arrived in the southern Caribbean. So, Manekale, US Ajison, Leyin Timbo Chica, Maneka, Caribbean, Latin American, Yamayan. It's the largest ship of its kind in the world with its own air wing of more than 75 fighter jets, helicopters, and. early warning aircraft. A Navy destroyer carrying guided missiles, helicopters, and Marines has also arrived in Trinidad. Navy destroyer. Timboring, Navy destroyer. Chet Timboring. Marine ဆိုတော့ US ပြည်စီမှုကိုချိနေမယ်ဆိုတော့ဒါခနေနေတော့မဟုတ်ဘူးပေါ့ဗျာတပည့်တော် New Venezuela's coast ဆိုတော့ Venezuela coast မှာလေဒီဖွဲ့တွေကရောက်နေတယ်ဘော်ဖက်ကတပ်သားတွေကလည်းရှိနေတယ်အခုကဒီဥစ္စာတွေရောက်နေတယ် Venezuela has put its armed forces on high alert deploying thousands of troops and a reported 5000 Russian made missiles across the country to counter the US Venezuela ဘက်ကလည်း US ကိုတိုက်ပြတိုက်ခုတိုက်ခိုက်မှုရတဲ့ခုသူ့ရဲ့တပ်သားတွေကိုပေါ့နော် ဒီတက်မစ္စာဘောဒီဒုံဒုံချေတတရင်ကိုနေရာဒီတရိထားရမယ့်နေရာတွေမှာနေရာချထားလာတယ်ပေါ့နော်ရုရှားအလို့လည်းနဲ့တွင်နဲ့ Still though. What should why swerving you when you're a senior? Right. Dakaro. Venezuela pick up in Simu, ye US pick up in Simu. That's no CNN ka ba ro byo pya ka de. Chuno CNN nye tarin ko taw pi ma na thaw chi yaung ba. Yeah, Venezuelan officials making clear that this mobilization was ordered directly by President Nicolas Maduro, and it comes as a response to the U.S. military buildup in the region, um, which of course has been used to conduct these strikes against alleged drug boats, uh, but increasing tensions with Venezuela in the process. Venezuelan officials calling the U.S. buildup a quote imperialist threat, and saying that they plan to conduct land, air, and naval exercises to really land, air, naval exercises. ye pimpo ka ne me pimpo ka ne le pimpo ka ne as a show of force um to uh, essentially ward off a potential US invasion of sorts now so the US net to kelo mya chu chu ting pai mu phit ni me so no so bi ma venezuela venezuela phe ka khuna chuno pyo de me gong me gong bo ka ne me le ye min ka ne pisi mu lo ni de bo no aircraft carrier USS Gerald Ford is the US's largest aircraft carrier it is the most advanced aircraft carrier in the U.S. fleet. Um, at the same time, it brings uh, significant air assets as well. It has nine air squadrons. So, no, I mean, the U.S. got. သူရဲ့တင်ဘောကြီးကိုဒီမှာရောက်နေတယ်ဒီမှာတီတင်ဘောကြီးထဲမှာတိုက်လေရင်တချို့နေပါနေတယ်ပေါ့နော် capabilities and it will join what is already a very large US military presence in the region um, including the guided missile destroyers that are all ballistic capable, raising questions about what this firepower is needed. The Trump administration insists that the Gerald Ford and the rest of the military assets there are um, intended to conduct the counter narcotics mission, the targeting of alleged drug boats. Uh, but at the same time, I'm told U.S. officials were unable to tell Congress why they need so much firepower. So, U.S. Car, DK Saku. ဒီမူရေးစေဝကိုင်းစားတွေနဲ့ရာဇဝတ်မှုတွေဆက်ဆက်မှုရှိနေတဲ့လို့ရက်တွေကိုဟတာပြီး ဟန်တာဖူဖြစ်နေတယ်ဆိုမှအကြောင်းပြချက်တော့ရှိနေပါတယ်တဲ့ဒါပေမဲ့အဲ့လောက်ထိအင်အားကြီးမားစွာဒီဒေတာမှာအနေရချထားတာက US ရဲ့အစုရကရင်ကလည်း Congress မှာကောင်းကောင်းမွန်မွန်ရှင်းပြချက်မလုပ်နိုင်ဘူးလို့ CNN ကတော့ပြောထားပါတယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Timbol အဲ၃စီ၄စီလောက်ကတော့မူကြီးစေဝါတိုက်ခတ်ရေးအတွက်ချထားပါတယ်ဆိုတော့ဖြည့်ရှင်းလုပ်ရတယ်ဒါပေမဲ့အခုကလူရာထက်အင်အားပါဝါကအများကြီးချထားတယ်ဆိုတော့အခု Trump အစုအယောက်ကိုယ်တိုင်ကလည်း Congress ကိုဘာကြောင့်အဲ့လိုထိအင်အားတွေချထားတာလဲဆိုတော့ကိုမရှင်းပြသေးဘူးဆိုမှပြောနေတယ်ပေါ့နော် to target small boats so um this uncertainty still increasing and contributing to the ongoing tensions with Venezuela. So မတေချာတဲ့အရာဖြစ်နေတယ် Yeah, absolutely. And look, a lot of people looking on and wondering whether this means some kind of confrontation down the line. But we know that the undercurrent of a lot of what we've been seeing is that Caracas does believe that Washington is seeking regime change, something we've even heard um, from President Trump in, in sort of uh, nuanced terms. But what are your sources telling you? Yeah, we, we reported. So, the US Suyaga, Venezuela, Tobima, Suya, Pianli, Puku, Loni, the La. <laughs> ဘယ်လိုထင်တယ်ဆိုမှမင်းနေတယ်ပေါ့နော် September and since then that there are some within the Trump administration who are pushing a strategy um, to effectively conduct strikes inside Venezuela with the idea ဆိုတူကတော့ပြောနေတယ်ဒီ Trump ရဲ့အဖွဲ့အစည်းမှာပေါ့နော်ဒီမဟာဗျူဟာတစ်ခုရှိတယ်လေ Venezuela အထက်ချီကိုဘုံကျေဖို့အစီအစဉ်ရှိတယ်လို့ပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကပါလဲဆိုတော့ဒီ Venezuela ကမူစီဝတ်တေဆောင်ရေးမှာ လုံနေတဲ့စစ်စခန်းတွေကိုပုံချင်းမယ်လေစိတ်ပုံချင်းမယ်စိတ်ကံပုံချင်းမယ်ဆိုပြီးမှဗင်နီဇွဲလာအထီးပေါ့အဒွင်းထီးထီးကိုပုံချင်းဖို့ထရမ့်ရဲ့အဖွဲ့သမားတွေကပင်စင်မှုလုပ်နေတယ်ဆိုတာက CNN ကတော့ပြောနေရပါတယ်အဲဒရင်းရဲ့ရှိမင်းရှိတယ်ဆိုတာပြောနေကြတယ်ပေါ့နော် Pushing Nicolas Maduro, the president of Venezuela, out of power. That is still something some U.S. officials hope can be accomplished as This, as part of this military buildup. at the same time, we also know that the Trump administration told Congress just a few days ago that it doesn't currently have the legal justification to target um, anything inside Venezuela or. Venezuela အတွင်းထိထိတိုက်ခိုက်မှုရအတွက် Donald Trump အဖွဲ့သမားတွေကလည်းဒီတရားဥပဒေနီလာကြကြတိုက်ပွဲဝင်တဲ့နီလာတွေမရှိသေးပါဘူး။တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရားဝင်တိုက်ခိုက်တာမျိုး လုံနိုင်မဲ့အစွမ်းတွေမရှိသေးပါဘူး US ဘက်ကအဲ့လိုမျိုးနှစ်ဖက်ချက်အချက်နှစ်ချက်ရှိတယ်ကွာတစ်ချက်ကဒီ Trump အစိုးရက Venezuela ရဲ့ Adventity ကိုပြတ်မှတ်ထားပြီးမှတိုက်ခိုက်ဖို့ရောစီစဉ်ရှိတယ်ဒါပေမဲ့အဲ့ဒီတိုက်ခိုက်ဖို့ကတရားဝင်ဖြစ်မှာမဟုတ်ဘူးသူတို့အဲ့ဒါကိုလည်းတည်နေတယ်အဲ့ဒါကြောင့်မတိုက်သေးဘူးပေါ့နော်တရားဝင်ဖြစ်တဲ့အချိန်ကိုသူတို့ကစောင့်နေမှာပေါ့ဆိုတော့ Congress ကအတီးပြုတ်မှလာဒါမှတရားဝင်ဖြစ်သွားမှလာပေါ့နော် တေဝင်းနဲ့စစ်တပ်ပွဲကိုဖြစ်မှာမဟုတ်သေးဘူးလို့လို့ဆိုတော့အဲ့ဒါကြောင့်လေခုထိ Trump အစုအယကဗင်နီဇိုလာထိထိကိုတော့ပြမှာမတိုက်ခိုက်သေးတာဖြစ်နေတယ်အအနီးအနီးနားမှာပဲပပတ်နေနေတယ်ပေါ့နော် their territory um, even though they are potentially seeking an additional legal just, justification that would allow them to do so so really some uncertainty some ambiguity there as you mentioned donald trump has been non-committal on this since the beginning, both speaking in very uh, verbose terms um, in terms of threatening Nicholas Maduro, but at the same time, uh, not going all the way to commit to U.S. forces um, conducting some sort of a regime change. ဆိုတော့တော့ဘလူပဲဖြစ်ဖြစ်အခုထိတော့ပါမမသိမချမရင်မရဖြစ်သေးတယ်ဒီဗင်နီဇိုလာမှာတော့ပြီးမှအစူရပြောင်းနေမယ်ဘာညာဆိုတာကလည်းလုံးဝမသိချသေးပါဘူးဆိုတော့သူတို့ရဲ့ plan ကိုပေါ့နော် Trump ရဲ့ plan ကိုကလည်းဘသူကမှအခုထိတော့ အာသူကဒါကုလို့ပေါ့မေဟွာလို့ကိုဟွာလို့ပေါ့မေဆိုတာလုံးဝတကယ်ကိုဘယ်သူမှပြောလို့မရသေးတဲ့အနေအထားဖြစ်နေတယ်ပေါ့ဗျာဆိုတော့အစူရပြောင်းလဲမယ်ဆိုတာကလည်းဘယ်သူမှပြောလို့မရဘူးမှားလားမှားလားဆိုတာပြောလို့မရဘူးဗင်နီဇိုလာထိထိတွားတိုက်မယ်ဆိုတာကလည်းမှားလားမှားလားဘယ်သူမှပြောလို့မရသေးဘူးဆိုတော့လုံးဝမတေချာမရေရတဲ့အနေအထားလိုဖြစ်နေတယ်ဒါမဲ့ဒီမှာမှုရှိတယ်ဆိုတာကအသေးချတယ်ဆိုတော့ကျွန်တော်တို့ခြုံငုံပြီးမှပြန်ပြောရမယ်ဆိုတော့အမေရိကရဲ့ကမ္ဘာအကြီးဆုံး လေရင်တင်တင်ဘိုချီ USS Grant R Ford ကိုလာတင်အမေရိကရောက်နေပြီးတော့ပိုင်းမှာ Venezuela ဖက်ကလည်းစူးရင်မှုတွေတက်နေတယ်။ဆိုတော့ Venezuela ကတော့ America က Venezuela မှာလာပြီးမှကျွန်တော်တို့ရဲ့အစုအယအပြောင်းအထုအစီအစဉ်နေတယ်ဆိုပြီးမှတော့ဆွဆွေးနေတယ်။ Trump ကတော့လုံးဝမဟုတ်ပါဘူးဆိုမှငင်းနေပါတယ်။ဆိုတော့ USSR တင်ဘိုချီကတော့တော်တော်အင်အားကြီးတဲ့စစ်အဖွဲ့တစ်ခုဖြစ်လာတယ်။ဥဆောင်လာတာဖြစ်တဲ့အတွက်ကြောင့်ဒါက เนาะตามมายุจะหมอบุสิเยตะคู่ผิดลามะโลเลยสุยินิจะเลยบ่สรอกดีโนเวมเบอร์17เยเนมาเบลาตินอเมริกามาไอ้ติโมจิกายောက်เนเลยสรอกเปนติคุมเพคกะบลูพิชินน่ะเลยสรอกเปนติคุมเพคกะเปียวเยสุคุชิเดลูตะยอกกะบ่เนาะดีติโมจิฮาเดมุยเซวาเนยาซุวินหมู่เนเซ็ดเซ็ดเดลุชาหมู่วินโกตาซีผู่เยထောက်လှမ်းရဲ့အနေနဲ့ဖြတ်ထားတာပါဆိုမှပြောနေတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ ဗင်နီဇိုလာကိုတော်ပြီးမှအစူရအပြောင်းလဲဖို့အစီအစဉ်မရှိပါဘူးကျွန်တော်တို့ရဲ့အစီအစဉ်ကမွေးစေဝါရဇဝင်မှုနဲ့ဆက်ဆက်တဲ့လှုပ်ရှားမှုတွေကိုတားဆီးဖို့ရထောက်လှမ်းရေးအရာအနေနဲ့ပဲဖြတ်ထားတာပါအင်အားတွေကအစူပြီးမှပန်တီကွန်ပြောရေးစုခွရှိတဲ့လူကပြန်ရှင်းပြထားပါတယ်ဆိုတော့အခုဒီဘလူပဲဖြစ်ဖြစ်ဗင်နီဇိုလာဖက်ကဆွဆွေးတာပဲဖြစ်ဖြစ် US ဖက်ကရှင်းပြတာပဲဖြစ်ဖြစ် မတိမချမရင်မရတဲ့အနေအထားတွေမှာရှိနေပါတယ်အဲ့ဒါကြောင့်ဗင်နီဇိုလာဖက်က ဒီအစုရအတွက်တော့အခြေအနေကကျင်းတေပေါအစုရင်းစာကောင်းရဲဆိုပြီးမှဗင်နီဇွဲလားပြည်ကစစ်ရေးတံပြန်တိုက်ခိုက်မှုရအတွက်အဆုံပြည့်စုံမှုတွေလေ့ကျင့်မှုတွေလုပ်နေတယ်ဗင်နီဇွဲလားတနိုင်ငံလုံးကြီးပါစစ်ရေးလေ့ကျင့်မှုတွေလုပ်နေတယ်တကယ်လို့များ US ကတိုက်ခိုက်နေမယ်ဆိုရင်တကယ်လို့များ US ကဗင်နီဇွဲလားရဲ့အစုရပြောင်းပြပပင်းစင်းနေမယ်ဆိုရင်ကျွန်တော်တို့ကတံပြန်ချက်ချင်းတိုက်ခိုက်နိုင်ဖို့ရအတွက် ready ဖြစ်မယ်ဆိုပြီးမှ ဒီဗင်နီဇိုလာတမရမဒိုရိုကသူ့ရဲ့တိုင်းပြည်တွင်ကိုအာလိုင်းညှို့ထားတယ်ပေါ့နော်သူ့ရဲ့တပ်သားတွေကိုလိုင်းညှို့ထားတယ်အဲ့ဒါကြောင့်လေအခုနကျွန်တော်တို့တွေ့တဲ့အတိုင်းပါပဲဗင်နီဇိုလာတပ်သားတွေကနေရာဆုံးမှာနေရာယူထားတယ်စီရေလေးချင်းမူလလုလားတယ်ပြီးတော့လေချောင်းကခွေရေးစနစ်လက်နက်ခရီးယာတွေကိုစစ်ပြီးမှအစားတပ်တာတွေလုထားတယ်ပြည်သူစစ်တွေကိုပါပြည်တွင်းမှာနေရာယူဖို့အစင်တင်လို့ဖို့တမရကြီးကဗင်နီဇိုလာတမရကြီးကတိုက်တွန်းနေပါတယ် တသားတွင်ကလည်းစဉ်သစ်ဖြစ်နေတယ်အမေရိကကဗင်နီဇွဲလားကိုလာထိနေမယ်ဆိုတော့ကျွန်တော်တို့ကလည်းပြန်ချမှာပါအစုပြမပြောထားတာရှိပါတယ်ဆိုတော့ဒီအရာအလုံးကတော့တဖြည်းဖြည်းနဲ့တစ်နေ့ပြီးတစ်နေ့ဒီမှလာတယ်ဗင်နီဇွဲလားဖက်ကလည်းအခုလိုမျိုးစစ်အင်အားအကြီးစားလုံးဝတမန်ယူကြမဟုတ်တဲ့တနိုင်ငံလုံးတိုင်းတာနဲ့အကြီးစားစီရင်လက်ချင်းရလို့လှုပ်လာတယ်ဆိုတော့ဒါကသူတို့အနေနဲ့တကယ်မဲ့စူးရင်ရတဲ့အနေအထားတွေဖြစ်နေတယ်ဆိုတာကိုဖော်ပြဖော်ပြ ဖော်ပြထားပါတယ်ပေါ့နော် US ဖက်ကလည်းသူတို့ကတော့ ACA ပါအဒီအနားလောက်မှာဘယ်နေရာချထားလဲဆိုတော့တိုက်ခိုက်မယ်ဆိုတော့သူတို့ကတိုက်ခိုက်မယ်မတိုက်ခိုက်ဘူးဆိုမတိုက်ခိုက်ဘူးပေါ့ဆိုအခုအထိကသူတို့ကတိုက်ခိုက်မယ်မတိုက်ခိုက်ဘူးဆိုတော့လောကကိုကျူတင်ခတ်မှန်းလို့လည်းမရဘူးပြောလို့လည်းမရသေးဘူးဖြစ်နေရဲ့ပဲဆိုတော့အဲ့ဒီနေရာမှာနေရာချထားတာတော့အခုထိတော့တရားဝင်ဖြစ်ပါသေးတယ်ဆိုတော့တရားဝင်နီလာနဲ့ဗင်နီဇိုလာကိုတိုက်ခိုက်ဖို့ရအတွက်တော့ US ကတော့တရားနီလာကိုရှာမှာပဲ Congress ကအတီးပြုအတီးပြုချက်တွေပိုင်းရလို့ရှိအောင်မှာပေါ့အသေးချရဲပေါ့နော်ဆိုတော့ဒါမှမဟုတ် Congress ကအတီးမပြုတ်ပေးနဲ့သူတို့နီလန်းနဲ့တခြားသောနီနီလန်းကိုရှာပြီးမှတိုက်ခိုက်မှာလားအစားတစ်ဖြစ်ဒါရင်က လုံးဝကိုရှင်းပြရခက်တဲ့အနေထားဖြစ်နေတယ်ဘာဖြစ်လို့လဲမတိမချတဲ့အရာတွေဖြစ်နေတယ်ဆိုတော့တိုက်ခိုက်တဲ့ကြာမှာပဲအေးတိုက်ခိုက်ပြီပေါ့ဘာကြောင့်တိုက်ခိုက်တာလဲဆိုတော့အကျိုးအကြောင်းတွေပေါ်လာမှာတော့သိချရဲပေါ့နော်ကဲဒါကတော့ Venezuela ရဲ့ US နောက်ဆုံးအခြေအနေဒီမှာမှုတွေဖြစ်နေပါတယ် တကယ်လို့အများတကယ်လို့အများပေါ့ဗင်နီဇွဲလာဖက်က US ကိုစပီးတိုက်ခိုက်နေပြီဆိုတော့ US ကအဲ့ဒါကိုအကြောင်းပြချက်ခိုင်လုံပြီဆိုပြီးမှပဲဗင်နီဇွဲလာရဲ့နိုင်ငံအတွင်းထိကိုတိုက်ခိုက်နိုင်ခြေရှိတယ်ပေါ့ဆိုတော့ခုန CNN တို့ပြောပြချက်အရဆိုတော့ US ကဗင်နီဇွဲလာရဲ့နိုင်ငံအတွင်းထိကိုပိတ်မှတ်ထားဖို့သူတို့မှစီစဉ်နေတယ်တဲ့အဲ့ဒီစီစဉ်နေတဲ့မှာအဓိကပေါ့တော့ဒီလေးစိတ်တွေပါမယ်အာပင်လေးစိတ်ကောင်းတွေပါမယ် ပြီးတော့စစ်စခန်းတွေပါမယ်အဲ့ဒီစစ်စခန်းတွေဆိုတာကမွေးစေဝါတေဆောင်ရေးမှာအသုံးပြုနေတဲ့ဗင်နီဇိုလားစစ်စခန်းတွေပါမှာပေါ့ဒါတွေကိုဖြစ်သွားမှာပါဆိုတော့အခုထိတော့ဒီချင်းနေပါတကယ်လို့များဒီနေ့ရောက်တိုက်ခိုက်မယ်ချမယ်ဆိုတော့ချက်ချင်းဒီကျွန်တော်တို့ YouTube တွေကလည်းပြတ်တီးပေးမယ်ပေါ့နော်အာဖဂန်နစ္စတန်ကိစ္စ Trump ဘာပြောမပြောဘူးလားကိုမပြောပါဘူးအာဖဂန်နစ္စတန်မတိသေးပါဘူးနော်တိတယ်ဆိုတော့ကျွန်တော်ပြန်ပြောပေးမယ်နော်ဆိုတော့ That's it guys thank you so much for watching beautiful people I love you guys take care God bless. I'll see you soon. Bye bye. ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့